ဖိုးခင်ဗျားအားလုံးမင်္ဂလာပါ။ Clock Corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီတစ်ပတ်တော့ Premier League ပွဲစဉ်တွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတစ်ပတ်အရှင်မြန်ကစားကြမယ် Premier League ပွဲစဉ်17ရက်ကျွန်တော်တို့ဂူရလက်လေးတွေကိုခမန်းပေးတော့မယ်ဗီဒီယိုလေးဖြစ်ပါတယ်။ဒီဥဆုံးနဲ့ဒီဗီဒီယိုလေးမဆခင်ကျွန်တော် YouTube channel လေးကို Like and Subscribe လုပ်ကတဲ့ညီကိုတွေနဲ့ Like and Subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်။ โอเคอ่ะဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ရေဦးသောအနေနဲ့ကျွန်တော်ဒီတစ်ပတ်အပြင်းပြင်းလေးပွဲစဉ်စတစ်ပြီးသွားရင်တော့ကျွန်တော် international break တွေအဲလာတော့မှာဖြစ်တော့တဲ့ကြောင့်ဒီတစ်ပတ်ကျွန်တော်တို့ပြင်းပြင်းလေးကနောက်ဆုံးရှင်ပြိုင်နဲ့ပွဲစဉ်စတစ်ပြီးလို့ပြောလို့ရဒီထဲမှာမှကျွန်တော်ဒီတစ်ပတ်ကလည်းတော်တော်လေးဥမာကြီးလို့ကောင်းမဲ့ပွဲကြီးပွဲကောင်းတွေရှိတယ် ကျွန်တော်တို့အာအာဆင်နယ်ကလည်းကျွန်တော်တို့အဝေးကွင်းမှာသွားရောက်ရှင်မြန်မဲ့ပွဲတွေရှိသူမန်ချက်စတာစီးတီးကလည်းသူ့ရဲ့အိမ်ကွင်းမှာလီဗာပူးအက်ခံမဲ့ပွဲတွေရှိတယ်နောက်တစ်ပွဲကကျွန်တော်တို့အဲကလည်းတော်တန်ဟော့စ်ဝါရဲ့အိမ်ကွင်းမှာမန်ချက်စတာယူနိုက်တက်ကသွားရောက်ရှင်မြန်မဲ့ပွဲကြီးပွဲကောင်းတွေရှိတဲ့အတွက်ကြောင့်ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်စတက်ကတော့တော်တော်လေးမှာပွဲကြီးပွဲကောင်းတွေစောင့်ကြုံနေတယ်လို့ပြောလို့ရတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အာစနေနေ့ အစောဆုံးမှာရှင်ပြိုင်မဲ့ Tottenham Hotspur နဲ့ Manchester United ဒီနေ့တွင်တွေ့ဆုံတိုင်းမှာတော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းမဲ့ပုံစံတွေရှိတဲ့အတွက်ကြောင့်ဒီဘက်ကကျွန်တော် Tottenham Hotspur လည်းအဲကြားရတဲ့မှာကျွန်တော်တို့အဲချန်ပီယံလိမှာသူတို့အနေနဲ့ဂိုးပြအနိုင်ရလက်ကိုပုံဖော်ထားနိုင်တယ်လို့ဒီဘက်ကမန်ချက်စတာယူနိုက်တက်အနေနဲ့လည်းကျွန်တော်ကြားရတဲ့မှာအဲဘာပွဲမှာမကန်တဲ့အတွက်ကြောင့်သူတို့အနေနဲ့အနားကလည်းတော်တော်လေးမှအဲရထားတဲ့ပုံစံမျိုးတွေရှိတယ်။ဒီဘက်ကကျွန်တော်တို့ Tottenham Hotspur အနေနဲ့တော့ကျွန်တော်တို့နည်းနည်းလေးကိုကျွန်တော်ကစားသမားတွေအနေနဲ့ပွဲပတ်မှုဒဏ်လေးကိုခံရတဲ့ ပုံစံတွေရှိတဲ့အတွက်ကြောင့်ဒီနေ့သင်ထိတိုက်တွဲဆုံမှုမှာတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပုံစံတွေကိုမြင်ရတယ်အဲမန်ချက်စတာယူနိုက်တက်ကတော့ကစားသမားတွေတော့နားရထားပြီးတော့ပြီးရင်တော့သူတို့ကအဝင်းဝင်းသားရှင်ပြိုင်မဲ့ပွဲရှိတယ်ပြီးနေတော့တော်တန်ဟော့စမားကတော့သူတို့ရဲ့အိမ်ဝင်းဖြစ်တဲ့တိုင်သူတို့အနေနဲ့ကြားရထားမှာရှင်ပြိုင်တဲ့ပွဲလေးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အနားမဲ့ မန်ချက်စတာယူနိုက်တက်နဲ့စားလို့ဆိုရင်အနားတိတ်မရထားတဲ့ကျွန်တော်ပုံစံလေးရှိတယ်ဒါပေမဲ့အိမ်ဝင်းအားသာချက်တွေရှိတဲ့အတွက်ကြောင့်ဒီနေ့ထိတ်တိုက်တွေးဆမှုမှာတော့ကျွန်တော်အနေနဲ့အဲတူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့ကျွန်တော်ကမြင်တယ်ပြီးရင်တော့ကျွန်တော်တို့ Everton ရဲ့အိမ်ဝင်းမှာ Fulham နဲ့တွားရောက်ရှင်းမယ်မယ်ဒီပွဲကတော့ကျွန်တော်တို့ Everton အနေနဲ့ကျွန်တော်တို့အဲသူ့ရဲ့အိမ်ဝင်းမှာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသထားနိုင်လို့ကျွန်တော်ရှစ်တစ်ပတ်တော့ကပြင်းပြလေးပွဲစဉ် အဲကိုမာတော့သူတို့အနေနဲ့တော်တန်ဟော့စပါးကိုရှင်ပြိုင်တဲ့ပွဲမှာတော့သူတို့အနေနဲ့ရှုံးနေထားတယ်ဒီအတွက်ကြောင့်လည်းသူတို့အိမ်ဝင်းမှာပြန်အောင်ရှင်ပြိုင်မဲ့ပွဲမှာတော့ကျွန်တော်အနေနဲ့အဲတူးစီလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ်ပြီးတော့ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲတော့ကျွန်တော်9နိုင်ခွဲမှာပဲရှင်ပြိုင်မဲ့ပွဲတစ်ပွဲအဲ ဝဟန်းနဲ့ကျွန်တော်တို့ဘန်လေဒီနေ့နေ့ထိုက်တဲ့တွေ့ဆိုမှုမှာတော့အဲဝဟန်းကလည်းအိမ်ဝင်း အာတာကျက်လေးရှိသူဘန်လီကလည်းအခုနောက်ပိုင်းမှာတော်တော်လေးမှသူနေတဲ့အခြေလေးတွေပြိုင်တော့အတွင်းကိုလေးတွေပြင်မြင်ရတဲ့အတွက်ကြောင့်ဒီနေ့နေ့ဆုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့အဲတူးစီးလောက်နဲ့ပဲကျွန်တော်တို့ဝဟန်းနိုင်သွားမယ်လို့တော့မြင်နေပြီးတော့ကျွန်တော်တို့အဲစနေနေ့နောက်ဆုံးပွဲဖြစ်တဲ့ကျွန်တော်တို့ new car sorry အဲ အာဆင်နယ်နဲ့ကျွန်တော်တို့ဆန်ဒါလန်ဆန်ဒါလန်ရဲ့အိမ်ကွင်းမှာအာဆင်နယ်ကတော့ရောက်ရှင်မြန်မြန်ပွဲအာဆင်နယ်လည်းဒီနှစ်အဲပရီးမီးယားလိဂ်ကိုပြန်လည်တန်းတက်လာတဲ့အသင်းတွေထဲမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနေသူတို့အိမ်ကွင်းတွေတော်တော်လေးကမာကျော်တဲ့အသင်းတင်းဖြစ်တယ်ဒီအတွက်ကြောင့်လည်းအာဆင်နယ်နဲ့ကျွန်တော်စုံတိတ်နေတဲ့အပိုင်းလေးမှာတော့အာဆင်နယ်အနေနဲ့ဆက်လက်နိုင်ယူဖို့အာလွယ်တိတ်ပြီးတော့လွယ်ကူမယ်လို့တော့မမြင်ဘူးဒါမှမဟုတ်လည်းသူတို့မှာကစားသမားကောင်းတွေလည်းရှိတဲ့အတွက်ကြောင့်သူတို့မှာဟိုအဆင့်တက်မှာလည်း ကျွန်တော်အမှတ်တွေပို့ဖြတ်ထားမယ်ပြီးရင်လည်းကျွန်တော်ဂျားရဲထိုင်မှာကျွန်တော်ဒီချန်ပီယံလိမ့်မှာတော့တို့အနေနဲ့သွင်းကိုတွေပါတယ်နဲ့ကျွန်တော်ကိုပြအနိုင်ရလက်တွေပုံပေါ်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဝေးကမှတော့ရောက်ရှင်ပြိုင်မသိပွဲတိုင်အောင်အာဆင်နယ်အနေနဲ့နိုင်ပွဲတွေပုံပေါ်နိုင်မယ်လို့မြင်တွေ့တယ်။ဒီမှာအဲတို့အဓိကအာ အာနောက်ကနေလိုက်ပြီးတော့ဖီးယားပိမဲ့သင်းနှစ်သင်းဖြစ်တယ်ကျွန်တော်လီဗာပူးနဲ့မန်ချက်စတာစီးတီးရဲ့ဆုံတွေ့နေတဲ့အချိန်မှာတော့အာဆင်နယ်အနေနဲ့ဒီခွင့်ရေးကိုအကောင်းဆုံးအသုံးချနိုင်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်သူတို့အနေနဲ့ဝေဝူးမှာတော့ရှင်ပြန်ဒီပွဲတိုင်အောင်နိုင်ရလက်ကိုပုံဖော်နိုင်မယ်လို့မြင်တယ်ဒီပွဲမှာတော့ကျွန်တော်ကတော့1 2လောက်နိုင်ပဲကျွန်တော်တို့အာဆင်နယ်တို့အဝေးကမှာတော့ရှင်ပြန်တဲ့ပွဲမှာအနိုင်ရလက်ကိုထပ်ပြီးတော့ပုံဖော်နိုင်မယ်လို့တော့မြင်တယ်ဘာလို့ကြောင့်လဲဆိုရင်ဂျားရိုက်ထဲမှာလည်းသူတို့အနေနဲ့ချန်ပီယံလိပွဲကိုရှင်ပြန်ဒီတိုင်အောင်သူတို့မှာ အဲလူသင်းပြောင်းလဲတယ်တော်တော်များများလောက်ထားတယ်ဗျာအပြင်လည်းကျွန်တော်တို့လူလူငယ်ကစားသမားတွေရောပြီးရင်စီနီယာကစားသမားတွေရောနဲ့အဲကစားထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အဝေးမှာတော့ရှင်မြန်ဒီပွဲတိုင်အသူအနေနဲ့စီနီယာကစားသမားတွေနဲ့ပွဲထုတ်လာပြီးတော့သူတို့အနေနဲ့ဘလို့ဖြစ်လဲဆိုရင်ဗျာအဲစောစောစီစီဥဆောင်ကိုတွင်းကိုတွေပါတယ်များတွင်းပြီးတော့ကျွန်တော်တို့ပွဲကိုစောစောစီစီအာဆင်နယ်ဘက်ကဖြတ်မလာတော့ ကျွန်တော်တို့စောင့်ကြည့်ရမယ်အာဆင်နယ်ကိုလည်းကျွန်တော်တို့သွင်းကိုတွေမသွင်းနိုင်တဲ့အသင်းကလည်းတော်တော်လေးဥမများပြလာတဲ့အတွက်ကြောင့်ကျွန်တော်ဆန်ဒါလန်အနေနဲ့အာဆင်နယ်ကိုများသွင်းကိုတွေများသွင်းနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ဝတ်တူလောက်နဲ့ပဲအာဆင်နယ်တို့နိုင်ရလက်ကိုပုံဖော်သွားနိုင်မယ်လို့တော့မြင်တယ်နောက်တစ်ပွဲနောက်တစ်ပွဲကတော့ကျွန်တော်တို့ညကျွန်တော်တို့အာတနင်္ဂနွေမှာရှင်ပြိုင်မယ်ချက်စီးနဲ့ဥပါဟန်တာ ဒီနှစ်သိန်းရထိတိုက်တွေ့ဆုံမှာတော့ဥပဟန်တန်တော့ကျွန်တော်တို့ဒီနှစ်ပြင်းပြလေးရာရာဒီမှာတော့တော်တော်လေးမှအဆိုးအားဆုံးအတင်းတင်းဖြစ်တယ်ပြီးရင်လည်းကျွန်တော်အဝေးကမှတွားရောက်ရှင်ပြိုင်မဲ့ပွဲတော်ဖြစ်တဲ့အတွက်ကြောင့်ဥပဟန်တန်နေနဲ့ကျွန်တော်တို့အများဆုံးမျောလင်းမှာတည်ရလက်တူကဒါမျောလုံးလို့ရမယ်လို့တော့ကျွန်တော်အမိနဲ့တစ်ဖက်ကချက်စီချက်စီနေနဲ့ကျွန်တော်ဂျာရထဲမှာရှင်မြင်သွားတဲ့ ချက်မန်လေးပွဲစဉ်မှာတော့တို့မြန်မာအဝေးကမှသွားရရှင်ပြန်တဲ့ပွဲမှာတော့တူတူဆိုပြီးတော့တေရလက်ကိုပုံဖော်နိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွဲမဲ့ကျွန်တော်အဲပြည်မြလေးပွဲစဉ်17မှာဆိုရင်တော့တို့အနေနဲ့နိုင်ပွဲတွေပြန်လဲဖော်ဆောင်မှုလိုအပ်တယ်လို့မြင်တယ်ဒီတစ်ချက်အဲတို့အနေနဲ့နိုင်ပွဲတွေပြန်လဲဖော်ဆောင်မှုအဲဖော်ဆောင်နိုင်မှလည်းကျွန်တော်တို့အဆင့်1 2 sorry စစ်ဝန်တူဖိုင်လိုက်ထီကိုပြန်လည်တလန်းလာမဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်အဲချက်စည်းသင်းနေနဲ့လည်း ဒီနေ့ပွဲမှာတော့အနိုင်ရလက်ကိုပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်။ဘာလို့ကြောင့်လဲဆိုတော့အိမ်ဝင်လဲဖြစ်တယ်ပြီးရင်လည်းကျွန်တော်ကစားသမားစုဖွဲ့အားမှာဆိုရင်လည်းချက်စီကတော်တော်လေးမှတာလွန်နေတဲ့အတွက်ကြောင့်ဘူဘာဟန်တန်ကိုမနိုင်စရာကျွန်တော်အနေနဲ့ဆိုရင်တော့အိမ်ကြီးမှာမရှိတော့ဘူးလို့မြင်တယ်။ဒီပွဲမှာလည်းကျွန်တော်ကတော့သူရီစီလောက်နေပဲကျွန်တော်တို့အဲချက်စီအသင်းနဲ့ဂိုးပြအနိုင်ရလက်ကိုထပ်ပြီးတော့ပုံဖော်နိုင်မယ်လို့တော့မြင်တယ်။ ဒီကိအဲ့ဆိုလို့ကျွန်တော်တို့တနင်္ဂနွေနေ့တနင်္ဂနွေနေ့မှာဆိုလို့ဆိုရင်ကျွန်တော်တို့ပွဲကြီးပွဲကောင်းတွေရှိတယ်ဒီထဲမှာမှကျွန်တော်တို့အဲကြည်တော်တော်လေးမှကြည်လို့ကောင်းမဲ့ပွဲတစ်ပွဲရတော့ကျွန်တော်တို့ Astron Villa နဲ့ဘုံမောက်ဘုံမောက်ကဒီရသည်မှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတယ်လို့ Astron Villa လည်းကျွန်တော်တို့ရှေ့ ပြင်းပြလေးပွဲစဉ်တစ်ဆယ်မှာတော့တို့အနေနဲ့လီဗာပူးရဲ့အင်္ဂွမှာတွားရောက်ရှင်ပြန်တဲ့ပွဲမှာတော့တို့အနေနဲ့ရှုံးနိုင်ထားတဲ့အတွက်ကြောင့်ဒီကအင်္ဂွမှာပြန်လဲနိုင်ပွဲတွေဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။ဒါမှမဟုတ်တစ်ဖက်ကကျွန်တော်တို့ဒီနေ့ပြင်းပြလေးနေရာဒီမှာတော့တော်တော်လေးမှအသင်းငယ်လေးတွေမှထောင်ထွက်လာတဲ့အသင်းတင်းကဘုံမောက်ဖြစ်တယ်ဘုံမောက်ကတော်တော်အင်ကွင်းဝင်းဝင်းတိတ်မြေပဲတော်တော်လေးမှကောင်းမွန်တဲ့အသင်းတင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တင်းရဆုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့တော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်။ဒီနေ့တင်းမှာတော့ကျွန်တော်တို့တို့ရဲ့အမ်ကြားရတဲ့အထက်မှာလည်းကျွန်တော်တို့ SMB လာအနေနဲ့ကတော့ကျွန်တော်တို့ အဲသွား sorry ဟိုယူရိုဘာလီမှာကန်ထားတဲ့အတွက်ကြောင့်တို့နေနိုင်ဘွဲတွေဘာတွေဖော်ဆောင်ထားရဗျာဒီအတွက်ကြောင့်လည်းကျွန်တော်တို့အဲဘုံမောက်ထက်ဆာလို့ရှင်တို့အနေနဲ့တော့ကစားသမားမှာတော့နည်းနည်းလေးပွဲပတ်မှုဒဏ်ကိုပို့ပြီးတော့ခံခံရနေလို့မြင်တယ်ဒါမှမဟုတ်လည်းအိမ်ငွေအာသာကျန်းနဲ့ပြီးရင်လည်းတစ်ခါကဘုံမောက်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြတ်တာထားနေတဲ့အတွက်ကြောင့်ဒီနေ့သိရဆုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့တော့တူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ် โอเค โอเคအဲ့ဆိုနောက်နောက်တစ်ခါနောက်တစ်ခါတော့ကျွန်တော် brand phone နဲ့ new car ဆယ် new car ဆယ်ကလည်းဒီနေ့ရာသီမှာတော်တော်လေးမှပြန်ပြီးတော့နောက်ပိုင်းပွဲတွေမှာတော်တော်လေးမှခြေသွမ်းလေးတွေပြန်ပြလာတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ champion league မှာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့အိမ်ဝင်းမှာအတူစီဆိုပြီးတော့နိုင်ပွဲတွေကိုဖော်ဆောင်ထားသလိုတစ်ဖက်က brand phone အနေနဲ့လည်းဂျားရဲ့အထက်မှာကျွန်တော်တို့အနားရထားတဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့စုံတွဲမှုကတော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ် brand phone ရဲ့အိမ်ဝင်းမှာတော်ရောက် champion နဲ့ပွဲမှာတော့ new car ဆယ်တို့ကျွန်တော်အမြင်ရဆိုရင်တော့တိတ်ပြီးတော့မလွယ်ကူလောက်ဘူးလို့တော့မြင်တယ်ဒါမှလည်း သူတို့မှာကစားသမားကောင်းနေစုဖွဲ့မှုကောင်းနေနဲ့ပြီးရင်လည်းနီးပြကောင်းနေရှိနေတဲ့အတွက်ကြောင့်ဒီပွဲမှာတော့သူတို့နဲ့တီလောက်ထိကိုတော့ကျွန်တော်အနေနဲ့သွားလောက်မယ်လို့မြင်တယ်တစ်ဖက်က brand 4ကလည်းသူတို့ရဲ့တိုက်ချက်ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလေးပြီးလို့ဆိုရင်ကျွန်တော်တို့ကွင်းလယ်ကကျွန်တော်တို့ ခန္ဓာဆန်နိုးရဲ့ကျွန်တော်တို့အဲဖြတ်တင်ဘောတွေပြီးလို့ဆိုရင်ဘောလုံးပွေးပမှုတွေကတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော် Brentford နဲ့ Newcastle နဲ့ပွဲမှာတော့အဲတူတူလောက်လို့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ်ပြီးတော့ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲတော့ကျွန်တော်တို့အဲ Crystal Palace နဲ့ကျွန်တော်တို့ Brighton ဒီနေ့သင်းရဲ့ဆုံတွဲမှုကလည်းတော်တော်လေးမှကောင်းမွန်တယ်လို့တော့အဲပြောလို့ရတယ် Crystal Palace ကလည်းကျွန်တော်တို့အခုနောက်ပိုင်းပွဲတွေမှာသူနေတဲ့အရှုံးပွဲတွေလည်းအဲရှိလာသူနိုင်ပွဲတွေနဲ့အဲ့လိုမျိုးမျှကြီးလောက်ရှိနေတဲ့ ချိန်မှာတစ်ဖက်က Brighton လည်းအဲသူတို့လည်း trade ပြီးတော့ထင်သလားအလုံးမဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သိရဆုံတွဲမှုမှာတော့ကျွန်တော်တို့အဲအင်ရှင်ဖြစ်တဲ့ကျွန်တော်တို့အဲ Crystal Palace ရပဲကျွန်တော်ဒီနေ့ပွဲမှာအနိုင်ရလက်ကိုထပ်ပြီးတော့ပုံဖော်သွားမလားဆိုတာတော့ကျွန်တော်တစ်ချက်တော့စောင့်ကြမယ် Crystal Palace အနေနဲ့နောက်ပိုင်းအခုကျွန်တော်တို့ Premier League ခွန်ရှေ့အဲခုနှစ်လောက်ကနေပြီးတော့နောက်ပိုင်းပွဲတွေသူတို့အနေနဲ့နည်းနည်းလေးဥမှာကျွန်တော်တို့အဲ နိုင်ပွဲလေးတွေနဲ့ပြန်လဲပျောက်လာတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော် Brighton နဲ့ထုံနီး၎င်းဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့နဲ့ဆုံတွေ့မှုမှာတော့ကျွန်တော်အနေနဲ့အဲ1 1လောက်နဲ့ပဲပွက်ပြီးသွားမယ်လို့တော့မြင်တယ်ပြီးလို့စရင်တော့ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲလည်းကျွန်တော်၈နိုင်ခွင့်မှာပဲရှင်ပြန်မယ် Northern Forest နဲ့ Lee United ်နော်တန်ဖောရက်အိမ်ကမှလီယူနိုက်တက်တို့တွားရောက်ရင်ဆိုင်မဲ့ပွဲမှာတော့ဖောရက်အနေနဲ့ကျွန်တော်တို့ပုံစံကောင်းနဲ့တိတ်ပြီးတော့မပြတ်သားထားနိုင်တဲ့အချိန်တစ်ခါကလီယာလည်းအာဒီနေ့ရာဒီကျွန်တော်တန်တက်လာတဲ့အတင်းတွေထဲမှာကျွန်တော်ဆန်းလန်းလန်းပြီးသွားရင်သူကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြတ်သားထားနိုင်တဲ့အတွက်ကြောင့်အာဒီနှစ်နှစ်ရဲ့ဆုံးလွှတ်မှုကတော်တော်လေးမှကြီးလို့ကောင်းမယ်လို့တော့မြင်တယ်အာနော်တန်ဖောရက်ကလည်းသူတို့ရဲ့အိမ်ကမှတော့အာနိုင်ယူနိုင်မယ်လို့ကျွန်တော်မြင်တယ်ဒီဘက်မှာကျွန်တော်အနေနဲ့1-0လောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ် โอเคအဲ့ဆိုရင်ကျွန်တော်တနင်္ဂနွေနေ့တနင်္ဂနွေနေ့နောက်ဆုံးပွဲမှာတော့ကျွန်တော်တို့စူပါဆန်ဒေးရဲ့အကောင်းဆုံးရဲ့ပွဲတစ်ပွဲဖြစ်တယ်ကျွန်တော်အဆင့်နှစ်နဲ့အဆင့်သုံးနဲ့ကျွန်တော်အားပြိုင်မဲ့ပွဲပေါ့အဲမန်ချက်တာစီးရီးရဲ့အင်္ဂူမှာလိုပါဘူးတို့တွားရောက်ရင်ဆိုင်မဲ့ပွဲနော်ဒီပွဲကတော်တော်လေးဥမှာကျွန်တော်တို့ကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်ပြီးရင်လည်းကျွန်တော်တို့ရှိပွဲတွေမှာတော့ကျွန်တော်တို့ပြည်မြလေးပွဲစဉ်တစ်ဆင်မှာတော့လည်းနိုင်ပွဲကိုယ်စီရာယူထားနိုင်တယ်ကျွန်တော်ချန်ပီယံလေးပွဲစဉ်၄မှာတော့လည်းအဲမန်ချက်တာစီးရီးအနေနဲ့လည်းသူ့ရဲ့ အိမ်ခွင်းမှာကျွန်တော်တို့ဂိုးပြနိုင်ရလက်ကိုပုံဖော်ထားနိုင်လို့လီဗာပူးကလည်းသူ့ရဲ့အိမ်ခွင်းမှာကျွန်တော်တို့ VM ထက်ကို1-0ဆိုပြီးတော့နိုင်ပွဲတွေဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့စုံတွဲမှုကတော့တော်လေးဦးမှာကျွန်တော်တို့အဲကြည့်တော့ကောင်းမယ်လို့မြင်တယ်အရင်ဆုံးနေလေကျွန်တော်တို့မနေ့ကရာသီမှာဆိုလို့ရှိရင်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့အဲ VM ထက်ကိုလီဗာပူးတို့အိမ်ခွင်းမှာကန်မှုရလို့ဆိုရင်ကျွန်တော်တို့မန်ချက်စတာစီးတီးကိုပဲအိမ်ခွင်းမှာထပ်ကန်လာရတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့ VM ထက်ကိုတို့အိမ်ဖရီးမှာပဲကန်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့မန်ချက်စတာစီးတီးကိုတော့ အင်ဝဲမှာမဟုတ်ဘဲနဲ့အဲ့ဒီဟက်မှာအဝေးကွင်းမှာတော့ရှင်မြန်နဲ့ပွဲမှာဒီနှစ်ဘလို့ရလက်တွေကိုထပ်လာမလဲဆိုတော့တော်တော်လေးမှာစိတ်လုံစားစရာကောင်းတယ်လို့တော့မြင်တယ်အများဆုံးအဖြစ်ကျွန်တော်တို့ကအာမန်ချက်စတာစီးတီးရဲ့အင်ကွင်းမှာလီဗာပူးအတွက်ကလည်းကျွန်တော်တို့တေးတမှတ်လောက်ရလို့ဆိုရင်လည်းတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေလို့မြင်တယ်နောက်ပိုင်းပွဲတွေမှာဆိုလို့ဆိုရင်ကျွန်တော်တို့နိုင်ပွဲပြန်လဲဖော်ဆောင်ထားနိုင်ဆိုတော့နှစ်ပွဲလောက်ပဲရှိတဲ့အတွက်ကြောင့်တစ်ဖက်ကမန်ချက်စတာစီးတီးကလည်းတော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်ပြီးတော့ချန်ပီယံလိရောပရီးမီးယားလိရောဒီတက်ကြောင့် မန်ချက်စီးတီးရဲ့အိမ်ကွန်းမှာကျော့ကျွန်တော်တို့အတိတ်တမှတ်လောက်ပဲကျွန်တော်တို့ရယူနိုင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးမှအခြေအနေကောင်းနေတယ်လို့တော့မြင်တယ်။အဲဒီနေ့တင်းကျွန်တော်စုံတွဲမှုမှာတော့အာတူတူမဟုတ်ပဲနဲ့ဝမ်းဝမ်းလောက်ပဲအဲပွဲပြီးသွားမယ်လို့မြင်တယ်။ညီကိုတင်းနဲ့ရောဒီတစ်ပတ်ကျွန်တော်ရှင်မြန်ကစားကြမယ်ပြင်းပြလိပွဲစဉ်7တက်မှာတော့အဲဘယ်သင်းတွေကနိုင်ပွဲတွေပုံဖော်ပြီးတော့ဘယ်သင်းတွေကထပ်မံရှုံးနေဦးမလဲဆိုတာဝင်အောင်စဉ်းနေမှတ်ချက်ပေးတော့လို့ရပါတယ်။လာရောက်ချစ်ချစ်ပေးတဲ့ညီကိုတယောက်ချင်းကြအောင်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွဲကြပါဦးဗျာ။